ဒီတာပိုက်ကောင်မျိုးတွေကတစ်ပင်ပေါ်မှာနေပြီးအရန်ချစ်စရာကောင်းတယ်။တာပိုက်ကောင်လို့ဆိုလိုက်တာနဲ့ခုံဆွားခုံဆွားသွားပြီးတော့ဗလာကြီးတွေနဲ့အော်စီသားကြီးတွေကိုပဲပြင်းပြမိကြတယ်မဟုတ်ပါလား။ဒါပေမဲ့ဒီတာပိုက်ကောင်မျိုးတွေကတော့တစ်ပင်ပေါ်မှာနေကြပြီးတော့အရန်ကိုချစ်ဖို့ကောင်းကြပါတယ်။သူတို့ကိုဘလို့ခေါ်တယ်လဲဆိုတာနဲ့သူတို့တဘာဝကဘလို့လဲဆိုတာကိုဒီအပိုင်းလေးမှာဆက်ပြီးတော့ကြည့်လိုက်ရအောင်ပါနော်။ ဒီကောင်လေးတွေကိုတော့တစ်ပင်နေသားပိုက်ကောင်းလို့ပဲနာမည်ပေးရမယ်ထင်ပါတယ်ရှင်။ Tree Kangaroo လို့အင်္ဂလိပ်လိုခေါ်ပါတယ်။တကယ်တော့သားပိုက်ကောင်းဆိုတဲ့နာမည်ကကန်ဂရူတွေအတွက်ဇီတိသန့်မဟုတ်တင်တာပါ။သားပိုက်ကောင်းဆိုတာသားပိုက်အိပ်ပါတဲ့ရိတ်ဆန်မျိုးအားလုံးနဲ့သက်ဆိုင်ပါတယ်။အခုပြောမယ့်အပင်နေသားပိုက်ကောင်းတွေကတော့သားပိုက်ကောင်းတွေနဲ့မျိုးစုပါတူနေကြတာပါမိုက်ခရိုပိုဒီနီလို့ခေါ်တဲ့မျိုးပေါင်းစုတွေကဖြစ်ပါတယ် လွန်ခဲ့တဲ့နှစ်၅တန်းလောက်ကျုံကတာပိုက်ကောင်တို့ရဲ့ဘူဘီဒီကတစ်ပင်နေနာမှာနေပြသွားရင်တစ်ပင်မမနေထိုင်ဖို့ရာဆင်ခဲ့ပြောင်းလဲသွားခဲ့တာလို့ပညာရှင်တွေကဆိုပါတယ်။ အပင်တွေတာပိုက်ကောင်းလေးတွေကတာပိုက်ကောင်းစစ်စစ်ကြီးတွေလိုမျိုးမဟုတ်ပါဘူးခက်သေးသေးလေးတွေနဲ့ချစ်ဖို့တော်တော်လေးကိုကောင်းပါတယ်အပင်တွေတာပိုက်ကောင်းမျိုးစုစုပေါင်း15မျိုးလောက်ရှိပြီးတော့အဲ့ဒီအထက်မှာ2မျိုးကဩစတြေးလျတက်တော်ဒေသတွေမှာနေကြပါတယ်ဂျန်နဲ့7မျိုးကတော့နယူကီနီကျွန်းရဲ့မိုးတက်တော်တွေထဲမှာနေကြပါတယ်သူတို့မှာတာပိုက်ကောင်းနေလို့ပဲတာပိုက်အိပ်ပါပြီးတော့ရှေ့လက်တွေကလည်းတာပိုက်ကောင်းလို့ပဲတန်ပါပါတယ်နောက်စတော့တွေပေါ်မှာလည်းကောင်းကောင်းရနိုင်နိုင်ကြပါတယ်မတူတာဆိုလို့သူတို့ကတာပိုက်ကောင်းနေလောက်ကြောက်တောင်းတောင်းကြီးတွေမဟုတ်ပဲပျော့ပျော့ပြောင်ပြောင်ရှိပါတယ် သူတို့ရဲ့အမိတွေကဆိုရင်အတိတ်သားဆုံးပါပဲတပိုက်ကောင်းတဲ့အမိတွေကကြွက်သားတွေများပြီးတော့တောင်းတတင်းတင်းနဲ့လက်နက်ဖြစ်ရောဒေါက်ကန်ဖို့ရောညချီကြီးဖို့ပါအသုံးမှာပါတယ်အပင်နေတာပိုက်ကောင်းတဲ့အမိတွေကတော့ပျော့ပျော့ပြောင်ပြောင်ပို့ရှိပါတယ်။ဒါကလည်းတစ်ပတ်မှမှနေလို့အစဉ်ပြောင်ပြောင်းလဲလာခဲ့တာကအသိသာကြီးပါရှင်။အပင်နေတာပိုက်ကောင်းတွေမှာမတူညီတဲ့နောက်ထပ်တစ်ချက်ကတော့သူတို့ရဲ့လက်သေးတွေပါပဲ။တာပိုက်ကောင်းတွေရဲ့လက်သေးတွေချက်ကိုပို့ပြီးတော့ကြီးပါတယ်။ တစ်ပင်မှာကောင်းကောင်းကုတ်တက်နေနိုင်မှုအတွက်ပို့ပြီးတော့တင်တော်သွားစီပါတယ်။အပင်ကျက်တာအပင်မော်ကစင်းနာတွေမှာအသုံးဝင်ပါတယ်။ပြီးတော့သူတို့လက်ကဝဲချစ်ချင်းဝဲအယိုးစုံတွေကပို့ပြီးတော့လှည့်နိုင်လှုပ်ရှားနိုင်ပါတယ်။ဒါကအပင်တွေတော်ရရဲ့သဘာဝတစ်ခုပါရှင်။ ဒါလည်းအဆင်ဆင့်ပြောင်းလဲလာခဲ့ပုံရပါတယ်။နောက်ထပ်မတူတာတစ်ခုကတော့အပင်နေသားပိုက်ကောင်းရဲ့သားပိုက်အိပ်ပါပဲ။ဘိုင်းမှာပဲပါတာဖြစ်ပေမယ့်အပေါ်ကနေပွင့်နေတာမဟုတ်ပဲဘေးကနေပွင့်နေတာမျိုးပါ။အပေါက်ကလည်းတတော့ကိုသေးပါတယ်ရှင်။အပေါ်ကနေပွင့်နေတာဆိုရင်အပင်ပေါ်မှာစောက်ထုတ်သွားတဲ့အခါအကင်ကိုးတဲ့အခါကလေးတွေပြုတ်ကျကုန်နေတာ哦။ဆိုတော့ဘေးမှာအပေါက်တွေပြောင်းပြီးတော့ဖြစ်လာပါတယ်။တဘောင်ဝကြီးရဲ့ပြောင်းလဲနိုင်စွမ်းကတလောက်ကိုထူးခြားတာပါနော်။အပင်နေသားပိုက်ကောင်းတွေကအခုမြင်နေရတဲ့ပုံစံဖြစ်လာဖို့အတွက်နှစ်နှစ်တန်းလောက်အဆင်ဆင့်ပြောင်းလဲခဲ့ကြပါတယ်။ ဒီအကြောင်းလေးကိုဆက်ပြီးတော့မတင်ဆက်သေးခင်မှာအခုလိုစိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းအရာတွေကိုမျက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျမတို့ interesting လေး page လေးကို like and follow လေးလုပ်ထားပြီးဖို့တောင်းဆိုချင်ပါတယ်။အကောင်းဆုံးနေ့ကိုပဲရွေးချက်တင်ဆက်ပေးသွားမှာပါရှင်။ အပင်နေသားမိုက်ကောင်းလေးတွေကအရွက်တွေကိုအပြူစားကြတာပါသူတို့ကိုစပြီးတော့ရှာရီတုံးကဆိုရင်တော့တွေ့ရှိခဲ့တဲ့ပညာရှင်တွေကသူတို့ကိုယုံတို့အချက်မှခဲပြီးတော့တစ်ပင်နေယုံမျိုးလိုနာမည်တက်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့စားတာတွေကယုံစားတာတွေနဲ့တူနေလို့ပါအရွက်အသီးတွေအပြင်အပွင့်လေးတွေကိုပါစားတက်ပြီးတော့အများစုကတော့အရွက်တွေပါပဲဒါပေမဲ့ငှက်သေးသေးလေးတွေနဲ့ငှက်အုပ်လေးတွေကိုလည်းစားပါတယ် တကယ်တော့သဘာဝတရားကြီးထဲမှာအပင်စားကောင်းလို့ထင်ကြတဲ့ကောင်းတွေတော်တော်များများကလည်းအခွင့်ကြုံရင်ကြုံသလိုအသားနည်းနည်းတော့စားတတ်ကြပါတယ်။အပင်စားကောင်းတွေဆိုတာတကယ်တော့ဒိုင်းရှိုးလေးအစုံစားဖြစ်လာဖို့လမ်းတော်တော်များပါတယ်။ဒါပေမဲ့သူတို့ကအာဟာရအများစုအတွက်တော့အရွက်ကိုပဲစားကြတာဖြစ်ပါတယ်။ ဒါကြောင့်လဲညနေနာမှာဘဲပေါက်လေးတွေထားလို့မရတာပေါ့ရှင်။ကောက်စားခြင်းကောက်စားပြစ်နိုင်ပါတယ်။ဒီအပင်နေသားပိုက်ကောင်းတွေကိုပထမဆုံးတွေ့ခဲ့တာက1900ကျော်ခုနှစ်အစောပိုင်းတွေမှာဖြစ်ပြီးတော့ပြန်တွေ့တော့နှစ်ပေါင်း90 100လောက်ရှိနေပြီဖြစ်တဲ့2018လောက်ကြာမှပဲပြန်တွေ့ခဲ့ကြတာပါ။အခုတော့ဒီကောင်လေးတွေကိုထိန်းသိမ်းပေးထားကြပါတယ်ရှင်။ပြည်သက်ကြီးတို့ရောဒီလိုထူးခြားတဲ့အပင်နေကောင်လေးတွေကိုမြင်မှုကြလား။အောက်ကကောမမပြောခဲ့ပါအောင်နော်။အစုံနေကြည့်ပြီးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။